Manchester United နဲ့ Brighton ရဲ့စနေနေ့ည Old Trafford မှာကမ်းမဲ့ပွဲဖြစ်ပါတယ်။နေ့တကဒီပွဲကိုနိုင်ကိုနိုင်မှဖြစ်မယ်။နိုင်မယ်ဆိုလို့ရှိရင်ဇယားထပ်ပိုင်းကိုပြန်တက်နိုင်မယ်အခွင့်အရေးရနိုင်တယ်။ဒါပေမဲ့ Brighton ဆိုတော့လည်းနောက်ပိုင်းနှစ်တင်မှာပေါ့နော်။ Manchester United အတွက်အကဲကိုခက်ခဲတဲ့ပြိုင်ပွဲပဲပေါ့နော်။နောက်ဆုံးတွေ့ဆုံမှု၅ပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် United ကပွဲပဲနိုင်ထားတာ။ Brighton ကကျန်တဲ့၄ပွဲလုံးကိုနိုင်ထားတယ်။ပြီးတော့မကြသေးခင်ကဇန်နဝါရီလကပဲ Brighton က Old Trafford မှာနော်။1-3နဲ့နိုင်ခဲ့တယ်။ Brighton က United ကိုအမြင့်ပြဿနာပေးတဲ့အသင်း တကယ်တော့ United အနေနဲ့ဒီကွဲကလုံးဝပေါက်စားလို့မဖြစ်ဘူးတကယ်ကိုခက်ခဲပွဲတွေပဲဖြစ်မှာသိကြတယ်ပြီးတော့ Brighton ကဒီရာသီမှာအသင်းကြီးနဲ့တွေ့လို့ရှိရင်ရလတ်တော်တော်လေးကောင်းတယ်ဒါပေမဲ့လည်း Liverpool ကိုနိုင်ထားလို့ United ရဲ့ကစားသမားတွေရဲ့စိတ်ဓာတ်ကအမြင့်ဆုံးပိုင်းမှာဖြစ်နေတယ်အဲဒီလိုပဲ Brighton ကလည်းပြီးခဲ့တဲ့ Beckham ကဆိုနိုင်ထားတယ်နောက်တင်းစလုံးကလက်ရှိခြေစံကတော်တော်လေးကောင်းတယ်ပြောရရင်တော့ United တက်ပွဲချက်ပွဲဖြစ်နေမယ် Brighton က head to head တာယူနေမယ်နိုင်သွားမလားဒါမှမဟုတ်ရင်လည်း United ကပဲအင်ကွန်မှာသုံးပွဲဆက်နိုင်သွားမလား ဆိုတော့အဲ့တော့ကျွန်တော်ချက်ဆောင်ကြည့်ရမယ်။ဒါ United လေးဘွဲကိုနိုင်မယ်လို့တော့ထင်တယ်။တကယ်လို့အာမနိုင်ဘူးဆိုရင်တော့အနည်းဆုံးဒေးလောက်တော့ခံမှန်းလို့ရတယ်။ယုံကြည်လို့ရမယ်လို့ထင်တယ်။အဲ့တော့ဘယ်လိုထင်လဲ United ကစပ်ပြီးနိုင်မလား။ဒါမှမဟုတ်လို့ရှိရင်လည်း Brighton ကပဲနိုင်သွားမလား။ကိုမမရေးခဲ့ပေးကြပါဦး။